ကဲမန်စီဗန်ဂျီကိုရအောင်မဲမင်္ဂလာပါကျွန်တော်ကတော့ပို့ထက်ကြည့်ပါမန်စီတင်းရဲ့တရင်တွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပဲဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ညီကိုရီကိုကျွန်တော်ကလပ်ဝေါ်ကပ်ပြိုင်ပွဲအကြောင်းနဲ့ဒီကလပ်ဝေါ်ကပ်ပြိုင်ပွဲကမန်စီအတင်းအတွက်ဘယ်လောက်တောင်ရှိကြည့်လဲအရေးပါလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပေးသွားချင်ပါတယ်အဲ့တော့ကလပ်ဝေါ်ကပ်ကိုဒီနေ့ဇွန်လ15ရက်နေ့ကနေကျွန်တော်တို့နောက်လဇူလိုင်လ23ရက်နေ့ထိဒါရှင်ပြိုင်ကစားသွားမှာကြာမှာပဲဖြစ်ပါတယ်အဲ့တော့အရင်တော့ဆိုလို့ရှင်တော့ကလပ်ဝေါ်ကပ်ပြိုင်ပွဲကို ုနှစ်တင်းနဲ့ကျွန်တော်တို့ကျင်းပါတယ်တစ်နှစ်ကိုတစ်ချိန်ကျင်းပါတယ်ပေါ့နော်အခုလက်ရှိအချိန်မှာတော့ကျွန်တော်တို့ပြန်ပွဲကျင်းပါတဲ့ပုံစံလည်းပြောင်းသွားတယ်လို့ပြန်ပွဲကျင်းပါတဲ့အတင်းအရေအတွက်ကဒီပြန်ပွဲဝင်တဲ့အတင်းအရေအတွက်ကလည်းကျွန်တော်တို့တိုးမြင့်လာတော့ကျွန်တော်တို့တွေ့ရတယ်အရင်ကဆိုခုနှစ်တင်းနဲ့ကျွန်တော်တို့ကျင်းပါခဲ့ပြီမြဲအခုဆိုရင်တော့32အတင်းထိတိုးမြင့်ကျင်းပါနေရတော့ကျွန်တော်တို့တွေ့ရတယ်ဟောပြီးလို့ရှိရင်တော့ကျွန်တော်တို့အရင်တော့ကျွန်တော်တစ်နှစ်ကိုတစ်ချိန်ကန်တယ်ဒါပေမဲ့အခုဆိုရင်တော့၄နှစ်မှတစ်ချိန်ပဲကန်တယ်ဆိုပြီးတော့ပုံစံပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဗျအဲ့တော့ ဒီ FIFA Club World Cup ကိုကျွန်တော်အင်္ဂလန်အတင်းက ဒါမန်စရီတင်းနဲ့ချက်စီတင်းတို့ပါဝင်ရှင်ပြိုင်အန်ကွင်းရတယ်ပေါ့နော်။ဘာလို့ရှင်ပြိုင်ကွင်းရလဲဆိုလို့ရှင်တော့2021တုန်းကချက်စီကချန်ပီယံလိရတယ်။အော်ပြီးလို့ရှင်ကျွန်တော်2023တုန်းမန်စီကကျွန်တော်တို့ချန်ပီယံလိရတယ်ပေါ့နော်။ချန်ပီယံလိရခဲ့တာကြောင့်ပဲကျွန်တော်ကလပ်ဝေါ်ကပ်ကိုရှင်ပြိုင်ကွင်းရခဲ့တာပဲဖြစ်တယ်။အဲ့တော့အင်္ဂလန်တင်းတင်းကို sorry တနိုင်ငံကိုနှစ်တင်းထီပဲပါဝင်ရှင်ပြိုင်ကွင်းပြုထားတဲ့အတွက်ကျွန်တော်လီဗာပူးတို့တခြားတင်းတွေကတော့ပါဝင်ကွင်းမပြုဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါလီဗာပူးတို့ပါဟုတ်ကနောက်ဆုံးနှစ်တွေမှာချန် ပြင်လို့မရခဲ့လို့ပဲဗျကဲဆိုတော့ကကျွန်တော်တို့မန်စီအတင်းအတွက်ဒီကလဝေါကကဘာကြောင့်များကျွန်တော်တို့အရေးပါနေရလဲအခုဆိုလို့ရှိရင်ကလဝေါကပြိုင်ပွဲကြီးကစတင်နေခဲ့ပြီဒါအခုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာဒါမက်ဆီရဲ့အင်တာမီအာအင်တာမီယာမီအတင်းနဲ့ပေါ့နော် ကျွန်တော်တို့ဒါအလီဆိုတဲ့အတင်းနဲ့ကတော့ဒါပြန်ပွဲအဖြစ်ရှင်ပြိုင်ကစားနေကြရပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့မန်စီအတင်းအနေနဲ့ဒီပြိုင်ပွဲမှာတော်တော်ကြီးကိုအားဆိုင်လာတာကိုတော့ကျွန်တော်မြင်တွေ့ရတယ် ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကစားသမားခေါ်ယူမှုတွေကကျွန်တော်တို့ဒါပဲနောက်ခံလူနေရာအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်노ရီကိုခေါ်ခဲ့ပြီးပြီကျွန်တော်တို့ဒါကိုဘစစ်နေရာအတွက်ဆိုလို့ရှိရင်လည်း Ryan Dusk ကိုခေါ်ပြီးပြီ Deep Bright နေရာအတွက်ကလည်း Chucky ကိုခေါ်ခဲ့ပြီဒီကစားသမားတွေကိုကျွန်တော်ဒီ Club World Cup မတိုင်ခင်အရခေါ်ယူခဲ့တယ်ဆိုကြဲက Man City တင်ဟာဒီ Club World Cup ကိုတော်တော်လေးကိုအလေးထားနေရောတွေ့ရတယ်ဗျာပြောင်းရွှေ့ခြင်းညှိနှိုင်းမှုတွေကိုလည်းလင်းလင်းမြန်မြန်လုပ်ခဲ့တယ်တင်းဘက်ကလိုချင်တဲ့ ကစားသမားတွေကိုလည်းရအောင်လိုက်ခဲ့တယ်ဥမာ base ကိုလိုက်တယ်မရဘူးလင်းလင်းမင်းမင်းနောက်ဆုတ်လာခဲ့တယ်နောက်ဆုတ်ပြီးတော့ကျွန်တော် check key ကိုမရရအောင်ခေါ်ခဲ့တယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်ကစားသမားတွေကလည်းဆုံဆုံလင်းလင်းရောက်ရှိလာခဲ့ပြီးတော့ club world cup ကိုကျွန်တော်တို့ဒါတွားရောက်ရှင်ပြိုင်ကစားတော့မှာပဲဖြစ်တယ်အဲ့တော့ဒန်ယာရလူစင်းအနေနဲ့ကျွန်တော်တို့ man city တင်ကကိုဘတ်စစ်တယောက်ကလွှဲရင်ဂျန်နဲ့ကစားသမားအကုန်လုံးကကျွန်တော်တို့ဒါ ဒဏ်ရာပြဌာန်းကင်းစင်စွာနဲ့လေ့ကျင့်ခန်းဆင်းနေတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်။အဲ့တော့ Rodri လည်းပြန်လာနေပြီ။အကန်ဂျီတို့အကီတို့လည်းပြန်ပြီးတော့လေ့ကျင့်ခန်းဆင်းနေပြီ။ကိုဘက်စစ်တယောက်ပဲကျွန်တော်ပါဝင်လာခြင်းမရှိသေးတော့ကျွန်တော်တွေ့ရတယ်ဗျ။အဲ့တော့ဘာလို့များကျွန်တော်တို့ဒီ Club World Cup က Man City အတွက်အရေးပါနေရလဲ။တကယ်တော့ Club World Cup ကကျွန်တော်တို့ဒါ Man City အတွက်ရမယ့် price pool ကလည်းမနည်းဘူးဗျ။ဥပမာ group stage ကို Man City ကနိုင်လိုက်တာနဲ့ကျွန်တော်တန်း40လောက်ရမှာဗျ။အဲ့တော့ FIFA Club World Cup ရဲ့စုပေးတဲ့ပုံစံကကျွန်တော် group stage ကိုကျွန်တော်နိုင်တာနဲ့ဒါဘလောက်ဆိုပြီးရမယ်ဆိုပြီးတက်မှတ်ထားတယ်။တော့ပြီးလို့ရှင်ကျွန်တော်ဒါနောက်ထပ်16တင်းရှုံးတွဲဆင်း16တင်းရှုံးတွဲဆင်းပြီးရင်8တင်းဆင်း8တင်းဆင်းပြီးရင်ကျွန်တော် semi final ပေါ့နော်။ semi final ပြီးရင်တော့ကျွန်တော်တို့ဒါဘလူဝဲပေါ့နော်။အဲ့တော့ Man City တင်းနေနေတော့အုပ်စုအဆင့်ကိုကြော်လိုက်တာနဲ့40 million စရမှာတကယ်လို့များဒီ Club World Cup Fly ကိုများရခဲ့လို့ရှင်ကျွန်တော်တန်း100လောက်ထိကိုရတော့မှာဗျ။ဒါကြောင့်မင်းကျွန်တော် Man City တင်းကဒီတဲ့ဘွဲမှာ ရလက်ကောင်ရဖို့ကြိုးစားနေရဆိုတော့ကျွန်တော်ပြောခဲ့တဲ့ကစားသမားခွန်ယူမှုတွေအပြင်ဟိုမှဒါလက်ထောက်နီးပြားတွေအဖြစ်ကိုလိုတိုတွေကိုလည်းကြော်တာမန်စီအရင်တော့ကတော့မန်စီကစားသမားဟောင်းပေါ့ဗျာကိုလိုတိုတွေကိုလည်းကျွန်တော်ခွန်ယူအားဖြည့်ထားတယ်လို့လီဗာပူးတင်းမှာတဒန်းရှိစွာလုတ်ခဲ့တဲ့ဒါလက်ထောက်နီးပြားကိုလည်းခေါ်ယူအားဖြည့်ထားတယ်လို့တွေ့ရတယ်ဗျအဲ့တော့မန်စီတင်းနေတဲ့ဒီကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာရလက်ဘလောက်ကောင်းယူနိုင်မလဲ group state မှာတော့ကျွန်တော်တို့ခြောင်နေရလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အင်အားကြီးပြိုင်ဘက်ဆိုလို့ Juventus အတင်းတင်းပဲရှိတယ်။ Genoa နှစ်တင်းရကျွန်တော်တို့ကျွန်တော် UAE ရအတင်းနဲ့ပေါ့နော်။ Mori UAE ရအတင်းဖြစ်တဲ့ကျွန်တော် AIN AIN နဲ့ကျွန်တော်တို့ပြီးလို့ရှိရင်ဒီ Morocco က Wine Debt လို့ခေါ်မလား Wine Debt လို့ခေါ်မလားပေါ့နော်။အဲ့တင်းနှစ်တင်းပဲအဲ့သုံးတင်းပေါ့နော် Juventus ဆိုတော့အဲ့သုံးတင်းကိုပဲရှင်ပြန်ကစားမှာဖြစ်တဲ့အတွက် Man City တင်းအတွက်အောက်စုအဆင့်ကနေတက်ရောက်ဖို့အတွက်ကတော့အရင်မခက်ခဲဘူးပေါ့နော်။အဲ့တော့ အဲ့ဒါပြီးတော့ကျွန်တော်တစင်ပြီးတစင်တက်သွားရင်တော့ကျွန်တော် Club World Cup ပြိုင်ပွဲကိုအရာယူနိုင်ပါတယ်အဲ့တော့ Man City အနေနဲ့ဒီ Club World Cup ပြိုင်ပွဲကိုဒါရရှိခဲ့မယ်ဆိုလို့ရှိရင်ဒါနောက်ဆုံး final ထိတက်ရောက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါယာရီကျိုခြေစမ်းပွဲကြီးတော့မြင်တွေ့ရပွဲမရှိတော့ဘူးဒါကြောင့်မယ်ဒီ FIFA Club World Cup ကလည်းပါဝင်ရှင်ပြိုင်ကစားတဲ့အတင်းကြီးရဲ့ဒါယာရီကျိုခြေစမ်းပွဲမလုံးနိုင်တဲ့အတွက်စူချင်းငွေကိုလည်းဒီမက်လောက်စရာပမာဏကြီးဖြစ်ပေးအပ်ထားတာပဲဖြစ်တယ်အဲ့တော့ Man City အနေနဲ့ဒီ Club World Cup group state မှာလာကျွန်တော်တို့တယောက်ဟိုအုပ်စုတင်းနဲ့ရောက်ခဲ့မယ်ဆိုရင်တော့တစ်ဖက်က Bayern Munich တို့အာပြီးလို့ရှိရင်ကျွန်တော်တစ်ဖက်ကအတင်းနေနဲ့ဟိုရန်ရန်ကြီးရောခက်ခဲမဲ့အနေထားတော့မရှိဘူးဗျာကျွန်တော်ချောင်းလင်းနိုင်တဲ့အနေထားရှိတယ်ဒါပေမဲ့ကျွန်တော်တို့နောက်တစ်ဆင့်ပြီးတစ်ဆင့်တက်လာမယ်ဆိုရင်တော့ကျွန်တော်ဒီ European Club တွေနဲ့ပြန်ပြီးတော့တွေ့ရနိုင်ချေရှိရပေါ့ဗျာအဲ့တော့ဒီပြိုင်ပွဲမှာလက်ရှိချိန်မှာရေပန်းစားဆုံးအတင်းကတော့ကျွန်တော်တို့ Man City တင်မဟုတ်တော့ဘူးဗျာ Real Madrid ပဲဗျာ Real Madrid ကလည်းဒါသူ့ရဲ့ ဒီပေါ့နော်ဟိုဇာဘီလွန်ဆိုကိုကျွန်တော်ခေါ်ယူထားတယ်နီးပြအနေနဲ့ဇာဘီလွန်ဆိုပြောင်းထားတယ်ပြီးလို့ရှင်တော့ကျွန်တော်တို့ဒါတို့ရဲ့အားနည်းနေညာနောက်ခံခံစစ်နေရအတွက်လီဗာပူးတင်းရထရန်လက်ဇနာအာနိုကိုခေါ်ထားတယ်အော်ပြီးရင်ကျွန်တော်တို့ဒါအာဂျင်တီးနားဂျန်ငွေကြေးဝင်လို့လည်းအရခေါ်ထားတယ်ပေါ့နော်အဲ့တော့ ရီယယ်မက်ထရစ်ကတော့ဒီပြိုင်ပွဲမှာရေပန်းစားဆုံးအတင်းပဲပေါ့နော်။ဒီကျင်လုံးကတော့ကျွန်တော်မန်စီတင်ဖြစ်ပြီမဲ့ခုဆိုရင်တော့မန်စီတင်ကတတိယနေရာကိုရောက်သွားပြီဗျာ။အဲ့တော့ရီယယ်မက်ထရစ်ကကစားသမားကောင်းတွေလည်းရှိတယ်။ဇာဘီလွန်ဆိုလိုနီးပြမျိုးလည်းခေါ်ထားရတဲ့အတွက်ဒီအတင်းကရေပန်းစားဆုံးဖြစ်လာတော့မထူးဆန်းဘူးပေါ့နော်။အဲ့တော့နောက်ထပ်ဒုတိယနေရာမှာရေပန်းစားဆုံးအတင်းကတော့ကျွန်တော် PSG ပေါ့နော်။ဒါပြီးခဲ့တဲ့လကပဲချန်ပီယံလိဂ်ကိုပူပူနွေးနွေးရရှိထားတဲ့အာ PSG ကလည်းကျွန်တော် short တွက်လို့မရတဲ့အတင်းတွေမှာပါတယ်။သူတို့ရဲ့ရှေ့လေနောက်အာ လုံးဝကိုပဲဟိုခန်းစစ်ကောတိုက်စစ်ကောဒါကောင်းမွန်နေတဲ့အတင်းတင်းကဒါချမ်ဒီပြိုင်ပွဲမှာလည်းရေပန်းစားဆုံးအတင်းတွေကတင်းဖြစ်တာတည်ကြပဲဗျအဲ့ဒါပြင်တော့ကျွန်တော်တို့မန်စီအတင်းပေါ့နော်အဲ့တော့လက်ရှိချိန်မှာတော့ကျွန်တော်တို့မန်စီအတင်းတွေပြိုင်ပွဲကောင်းနှစ်တင်းရတော့အဲ့နှစ်တင်းပဲဗျကျွန်တော်တို့မန်စီအတင်းလိုအပ်တဲ့နေရာလေးကိုလည်းဖြည့်ထားတယ်ပြီးလို့ရှိရင်ဒါ နီးစနစ်ပိုင်းဆိုင်ရာဒီနီးပြတွေကိုလည်းကျွန်တော်တို့အားဘယ်လိုပြောမလဲထပ်အားဖြည့်ထားတဲ့အတွက်ဒီနှစ်တင်းကတော့ကျွန်တော်တို့မန်စီတင်းအတွက်အခက်အခဲဆုံးပြိုင်ဘက်တွေဖြစ်လာမှာပဲ။ဂျန်နေတင်းတွေကတော့ကျွန်တော်တို့မန်စီတင်းကဒီပုံမှန်ခြေစွမ်းအောက်ကိုဆူဆူရွာထိုးမကြတော့ရင်တော့ဒီနှစ်တင်းကိုကျွန်တော်တို့ရှင်ပြိုင်နိုင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ဒီကူရောကျွန်တော်တို့မန်စီးတင်းနေနဲ့ကလပ်ဝေါ်ကပ်ကိုအရယူနိုင်မယ်လို့ထင်လာကိုမန်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါဦး ကျွန်တော်တို့မန်စီးတီးရဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဒီမကြခင်တရက်နေ့ရက်ပြီမှာပဲလာတော့မှာပါကျွန်တော်တို့လာမယ်ဆိုရင်တော့ပွဲချိုတုံးတက် channel လို့ကျွန်တော်အနေနဲ့ဗီဒီယိုလေးပြန်လာခဲ့ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်